အဲဒီနေ့သတင်းမှာဒီရက်ထဲမှာပေါ့နော်ဒါယူကရိန်းကနေပြီးတော့ရုရှားကိုပင့်ကူရင်ဆစ်ဆင်ရေးဆိုပြီးတော့ဒါ drone နဲ့တိုက်ခိုက်တယ်ပေါ့နော်ဒါရုရှားရဲ့ဒါလေယာဉ်တွေပေါ့နော်ဘုံကျဲလေယာဉ်တွေပါထောက်လိုက်လေယာဉ်တွေရောအလုံးပေါင်း40ကျော်ပေါ့နော်အစင်း40ကျော်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်တဲ့ဆစ်ဆင်ရေးအကြောင်း အသိပြီးကြပြီပေါ့နော်ဗီဒီယိုဖိုင်လေးလက်တက်လာတယ်ပြီးတော့လုံးဝအားရစရာကြီးဗျာလှုပ်ထားလေးစိတ်လေးကူလုံးတပြိုင်တည်းတိုက်တာပေါ့နော်အဲ့တော့အဲ့စစ်စင်ရေးကိုပင့်ကွေစစ်စင်ရေးလို့မြည်ပေးထားတယ်စစ်စင်ရေးတစ်ခုအနေနဲ့ကိုပြင်းတာပေါ့နော်ပြီးတော့ဒါရုရှားဘက်ကဆုံးရှုံးမှုအနေနဲ့ဆိုရင်ဒါသတင်းတွေတက်လာတာကတန်ဖိုးဒါ9ဘီလီယံလောက်ပေါ့နော်အမေရိကန်ဒေါ်လာ9ဘီလီယံလောက်အထိဆုံးရှုံးသွားတယ်ဆိုပြီးတော့သိရမနေမနောတန်ကြေးပေါ့နော်အဲ့ဒါအဲ့အဖြစ်စင်တဲ့ပတ်သက်လို့တော်တော်လေးအားရပြီးတော့လူပြောများနေတဲ့သတင်းလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထက်မှဒါထူးခြားတဲ့ထူးခြားချက်တွေရှိတာပေါ့နော်အဲကျွန်တော်အနေနဲ့ဒီအောင်ကြည့်ရတဲ့အချိန်မှာ ါတို့မြန်မာနိုင်ငံမှာရောဗောနော်ငါတို့တော်လှန်ရေးမှာရောဒီလိုမျိုးလုပ်လို့မရဘူးလားကျွန်တော်လည်းပထမဆုံး အဲ့မိကုံစပြီးတော့ကိုကိုမေးဖြစ်တာပဲဟာတကယ်အားရစရာကောင်းတယ်ကွာအခုမြန်မာနိုင်ငံမှာဒါတော်လိုင်းတက်ဖွဲ့တွေကဒီလိုလုံနိုင်လိုက်ရင်ဆိုတဲ့အတွေးမျိုးဖြစ်မိတယ်ဗောနော်အဲ့တော့ဒီပြဿနာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒါထူးခြားတဲ့ဟာတွေရှိတယ်အဲ့ထက်ကျွန်တော်မြင်တဲ့အမြင်လေးတွေဗောနော်အသုံးသက်မှုလေးတွေကျွန်တော် လုတ်ပေးသွားခြင်းနဲ့ဟာပါပထမဆုံးတော့ဒါတပြိုင်တည်းတိုက်ခိုက်နိုင်တာဗောနော်လေစိတ်လေးခုလုံးကိုတပြိုင်တည်းတိုက်ခိုက်ဖို့စူးစမ်းခဲ့တဲ့ဟာကအရင်ကောင်းတယ်ပေါ့နော်အတကယ်ကိုပေါ့နော်လုံးဝဘယ်လေရင်ခွေးရမှဘယ်လေခွေးရုံသွားပြီးကုနိုင်တဲ့အနေထားမဟုတ်တော့ဘဲနဲ့ရက်ကြည့်နေရတဲ့အဆင်မျိုးဖြစ်သွားပါဗျာအဲ့တော့လေစိတ်လေးခုကတော့ဒါဗီလာယာပြီးရင်အိုလန်ယာပြီးရင်ဒိုင်ယာဂီလက်ပြီးတော့အီဗာနိုဗိုဗ ပေါ့နော်အဲဒီလေစိတ်လေးကိုတိုက်ခိုက်တယ်ဒါအတန်တွဲတွေကတော့ပြင်ချမပြင်မှာပေါ့နော်အဲ့နေရာတွေကိုတိုက်ခိုက်တယ်ဘသူ့ကိုကူလို့ကူရမှမသိအောင်ဖြစ်သွားတဲ့နေထားမျိုးနဲ့ပေါ့နော်လေရင်နေဆိုလုံးဝမိဟုံးတောက်ပြီးတော့ပေါ့နော်တစည်းပစည်းတုံးသွားတဲ့ဟာကြီးကိုပြထားတာတော်တော် အားရစရာဂျင်းစရာကောင်းတယ်ပေါ့နော်နောက်တဲ့ဒါထူးခြားတဲ့ထူးခြားချက်တွေထဲမှာဆိုရင်ဒါတိုက်ခိုက်နိုင်တဲ့ဖြစ်စဉ်ကဘလို့လဲဆိုတော့ဒါဒီ FVB drone နေနဲ့ပေါ့နော်အဲဒီ drone နေနဲ့တိုက်ခိုက်ဖို့အတွက်ကိုသူကဒီ container တွေထဲမှာဒီ drone တွေကိုယာနဲ့ချီပြီးတော့ထည့်ထားတဲ့ container ကားတွေနဲ့ဒီရုရှားတွေကိုခိုးဝင်နေပြီးတော့လေစိတ်တွေအနီးနားမှာရက်ပြီးတော့အိုက်ထက်ကနေထွက်ပြီးတော့ကျုံတာပေါ့နော်အဲ့ဒါကြီးက တော်လုံးဝစဉ်းစားလိုက်တဲ့အချိန်မှာဟာတကယ်ကိုဘလို့ရောလုတ်ပြစ်တာလဲပေါ့နော်အဲ့လောက်အဆင့်ထိရအောင်ဘလို့ဘလို့တော်သူတို့စီစဉ်ခဲ့ရတယ်လဲဆိုတဲ့ဟာကိုလည်းတွေးမိတယ်ပေါ့နော်တကယ်လေးစားချီးကျူးဖို့ကောင်းတယ်အဲ့ဒါတကယ်မိုက်အဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့တိုက်ခိုက်သွားတာဖြစ်တယ် ပြီးတော့ဒါစစ်စင်ရေးစီမံချက်ကိုတစ်နှစ်ခွဲလောက်ကြိုတင်ပြင်ဆင်တာတဲ့ဒီစစ်စင်ရေးကြီးပေါ့နော်ဒါဒါဒီပင့်ကွင်းစစ်စင်ရေးအောင်မြင်မှုအတွက်ကိုစီမံချက်လုပ်တဲ့အခါမှာအချိန်တစ်နှစ်ခွဲလောက်ထိကိုယူပြီးတော့ပြင်ဆင်ခဲ့တာဆိုတော့အော်တကယ်မိုက်တယ်ပေါ့နော်သူတို့လုပ်နေတဲ့အဲလုံးဝဒီစစ်စင်ရေးကြီးမှန်းချက်ကတကယ့်ကိုကြီးမှန်းချက်အကြီးကြီးပြင်ပြင်ဆင်ရတဲ့ဒါဒီဖက်ကျော်ရမယ့်အခက်အခဲတွေတားဆီးတယ်အများကြီးရှိတာပေါ့အဲဥစ္စာတွေအကုန်လုံးပြီးမြောက်ဖို့အတွက်ကိုတို့တွေတနည်းကွဲအချိန်ယူခဲ့ရတယ်ဒါကလည်းဒါကျွန်တော်အတူတူယူရမယ့်ဟာဖြစ်တယ်ပေါ့နော် ဲ့ဒီဖြစ်စဉ်မှာဒါရုရှားဘက်ကပေါ့နော်ဒေါ်လာတန်း350လောက်တန်တဲ့ဒါ A50 အာထောက်လိုင်းလေယာဉ်တွေပြီးရင် TU95 TU22 ဘုံကျဲလေယာဉ်တွေအားလုံးအပါပေါ့နော်40ဒဇင်းလောက်ပျက်စီးသွားတယ်ဟာတကယ်လေယာဉ်ပေါင်း40ဒဇင်းဆိုတဲ့အားကနည်းတဲ့အားမဟုတ်ဘူးပေါ့နော်တကယ်ကိုလောကသမိုင်းဝင်စစ်စင်ရေးအောင်ပွဲပြူအောင်မြောက်တဲ့အောင်ပွဲလို့ပဲဒါပြောရမှာပေါ့နော်အဲ့တော့ဒါကြောင့်ဒေါ်လာရေးမှာရောဒီလိုစစ်စင်ရေးမျိုးတွေကျွန်တော်ဖော်ဆောင်လို့မရဘူးလားပေါ့နော်ကျွန်တော်အမြင်ကဘာကြောင့်မရမှာလဲ ဒုံးလည်းလုံးလို့ရနေရပဲပေါ့နော်ဒီ FVV drone နဲ့တိုက်ခိုက်သွားတယ်ဆိုတဲ့ဟာမျိုးဒါကျွန်တော်အဲတိုက်ခိုက်သွားတဲ့အလားတန်ပေါ့နော်အလားတန်ပုံစံတူတဲ့ဟာမျိုးတွေလည်းဒါကျွန်တော်ဒီ မမဖြစ်စင်ပါဘောနော်မမစားက21ဖြစ်စင်ပါ drone နဲ့ဒါရဲရင်ရဲ main router ကိုဝင်တိုက်သွားတဲ့ဟာပေါ့နော်အဲဥစ္စာကိုလည်းဒါအလုံးသိပြီးဖြစ်လိမ့်မှာပေါ့နော်အဲကြောင့်အဲ့လိုပုံစံမျိုးလုံနိုင်ခဲ့တဲ့ဖြစ်စင်တော့မှရှိနေပြီဗျာပြီးတော့မကြာသေးခင်ကမှဒါ JetNet ကတင်ထားတဲ့ဗီဒီယိုတစ်ခုမှလည်းဒီ FPV ပုံစံမောင်းနေတဲ့ပုံစံမျိုးကြီးလည်းတွေ့ရတာရှိလိမ့်မယ်ပေါ့နော်အဲကြောင့်ဘာလို့မဖြစ်နိုင်ရမှာလဲကျွန်တော်တို့မှာစီရေးရီမန်းချက်တကယ့်ကိုအကြီးကြီးမားမားပြင်ဆင်တာမျိုးပြီးတော့အစစရအသေးစိတ်ကစထည့်သွင်းတက်ချက်ပြီးတော့လုံနိုင်တာမျိုးဆိုရင်ဒီလို mission မျိုးတွေတေချာပေါ်ပေါ်ဆောင်နေတာပေါ့အဲကြောင့်ကျွန်တော်တို့အနေနဲ့အနေနဲ့လည်းဒီဒီရုရှားကိုယူကရိန်းတိုက်ခိုက်နိုင်တဲ့ဒီစစ်စင်ရဲ့အောင်မြင်မှုဟိုအတူ ယူပြီးတော့ကျွန်တော်လုံဆောင်လို့ရတဲ့ဟာတွေကအများကြီးရှိတယ်။အဲသူခုနလိုပေါ့နော်ဒီကွန်တိန်နာကြီးတွေနဲ့ကွန်တိန်နာကားတွေနဲ့ရုရှားနေမိတဲ့ကိုခိုးဖောက်ပြီးတော့ဝင်ရောက်တယ်ပြီးရတဲ့လေဆိပ်လိုနေရာမျိုးတွေကနေပြီးတော့ဒါအနည်းဆုံးကတ်ပြီးတော့တက်ပြီးတော့ပြင်းတယ်ဆိုတဲ့ဟာကတုံတောင်အဆင့်မျိုးမှမဟုတ်တာပေါ့နော်သူတို့တွေသူတို့တွေဒါကြီးကတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်တခြားနိုင်ငံကနေပြီးတော့သူများရန်သူနိုင်ငံတွေကိုဝင်မယ်ဝင်ပြီးရတဲ့ရန်သူရဲ့ဒါလေဝင်နေတာကိုအနည်းဆက်ဆုံးကတ်မယ်ပြီးတော့လုံးဝအဆင့်ဆင့်တော့အတားစီးတွေပေါ့နော်ပြီးရင်လုံခြုံရေးစနစ်တွေဒါတွေအားလုံးကိုဖောက်ထွက်ပြီးတော့ဒါတွေအားလုံးကိုကြော်လွှားပြီးတော့ဒီလိုတိုက်ခိုက်မှုမျိုးကိုလုပ်မယ်ဆိုတော့ မလုတ်ခင်မှာစဉ်းစားကြည့်ရဲ့အချိန်မှာကျွန်တော်အားလုံးတွေးမိကြမှာဒါကြီးကမဖြစ်နိုင်ဘူးလို့ပဲတွေးမိပါပဲဒါသေးကြတယ်မဖြစ်နိုင်ဘူးလေတွက်ကြည့်ဘလို့ပဲတွက်ကြည့်ကြည့်မဖြစ်နိုင်ဘူးဒါပေမဲ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်မယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တော့အခုအောင်မြင်တာဒီနိုင်ငံတော့ခိုးပြီးတော့ဝင်ရောက်နိုင်ဖို့ဘယ်သူတွေလိုအပ်မလဲဘယ်လိုမျိုးအဖွဲ့အစည်းနဲ့ပူးပေါင်းမလဲဘာတွေချိတ်ဆက်မလဲဒါတိလက်ရှိမှာပဲအဲ့လိုမျိုးပေါ့ဒါ ငွေကြေးအလုံးရင်းသုံးပြရတာလည်းရှိမယ်အဲဒီဒီဘက်မှာဆိုလဲဒါမြောင်းလိုင်းဘက်ကနော်မြောင်းလိုင်းဘက်မှာဒါဟိုနေ့ကဆိုဒါကျွန်တော်ဗီဒီယိုတစ်ခုတင်ပါတယ်ဂိတ်မှာ9000တောင်းလောက်ရတာတော့ပျော်နေတဲ့ဒါစိတ်ခွေးရက်ခွေးအများကြီးတာဟုတ်အဲအဲ့လိုမျိုးပုံစံမျိုးတွေလည်းဒါကျွန်တော်ဘက်မှာရှိနေတာပဲပေါ့နော်ပြီးတော့ကျွန်တော်ဘက်မှာဖြည့်သေးရင်လည်းရှိနေတာပဲအဲ့ကြ ကျွန်တော်တို့မှာမဖြစ်နိုင်ဘူးဆိုတာလည်းမရှိဘူးဒီ Ukraine လောက်သွားတဲ့ဟာကလည်းမဖြစ်နိုင်တဲ့ဟာကြီးကိုလုတ်ပြသွားတာအဲ့တော့ကျွန်တော်ဒီဘက်မှာလည်းလုတ်မယ်ဆိုရင်လုတ်လို့ရတဲ့ပုံစံမျိုးတွေအများကြီးရှိနိုင်တယ်အဲကျွန်တော်ကအမင်းကိုယ်တိုင်လုတ်ပါလားမဟုတ်ဘူးကျွန်တော်ခုပြောပြနေတဲ့ဟာကသူများလုတ်သွားတဲ့မရှင်ကဘယ်တော့မှမဖြစ်နိုင်စရာမရှင်ကြီးကိုအောင်မြောင်လုတ်သွားတယ်ဆိုတဲ့ဟာကိုအတူယူစေချင်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးသွားတဲ့အခါမှာတို့တွေကြော်ဖြတ်ရတဲ့ထင်ပါဖျဲသီးလည်းတုံးပြရလည်းရှိမယ်ကိုယ့်ရဲ့အမာခံပုံစံမျိုးတွေတုံးပြရလည်းရှိမယ်ငွေကြေးပိုင်းနေလည်းတို့ဒါပြပေးပြီးတော့တုံးပြရလည်းရှိကောင်းရှိနိုင်တာပဲအဲ့နောက်တစ်ခုကတော့ဤပညာပေါ့နော်ဤပညာ ဒီရုရှားလိုနိုင်ငံမျိုးမှာအခုနတော့ဒါစီးရေပေါ့နော်လုံခြုံရေးနဲ့ပတ်သက်တဲ့အဆင်စင်တော့ဒါစီးရေပေါ့နော်ဒါဒီလိုဟာမျိုးတွေကမလုံထားကြအကြောင်းကိုမရှိဘူးဒီလိုမျိုးသူ့အတွက်အရေးကြီးပါတယ်ဆိုတော့လေတက်လိုနေရာမျိုးတွေမှာဆိုရင်ပို့လို့တော့မှသူကအသုံးပြုအောင်မယ်အဲဥစားတွေကိုဒီဘက်ကဒါယူကိန်းဘက်ကအဖွဲ့တွေကဘလို့ကြော်လာခဲ့တာလဲဒီလိုမျိုးကြီးတည်ပြီးတော့ရှေ့မှာလင်းနေအဆင်လိုက်တန်းလိုက်ရေးအလုပ်ထားထားတဲ့နေရာမျိုးတွေကိုတည်ပြီးတော့ကိုတိုက်ခိုက်သွားနိုင်လောက်တဲ့အဆင်ထိဖြစ်အောင်သူတို့တွေဘလို့ထိလှုပ်သွားတာလဲဘယ်ဟာတွေကိုအရင်လှုပ်သွားသလဲဘယ်ဥစားတွေကိုကြော်လွားသွားသလဲဒီဂျမားတွေကိုကြော်ဖို့တော့ဘလို့လှုပ်သွားလဲဒါအားပေးဆက်ယုံတွေကိုသူတို့လှုပ်သွားသလား ာမှုရိယာစာကျွန်တော်ထည့်ထွက်မှာသူတို့လည်းအဲ့လိုထည့်ထွက်ခဲ့တာထည့်ထွက်ခဲ့ပြီးသူတို့အဲ့လိုကျုံးတာပေါ့နော်အဲကြတော့ဒီလိုမျိုးရုရှားပေါ့နော်ရုရှားလိုកောင်မျိုးတော်မှအဲ့လိုမျိုးခံစားရတယ်ဆိုရင်မင်းအွန်လိုင်းလိုកောင်မျိုးပို့တော်မှဆိုးဦးမယ်မင်းအွန်လိုင်းလိုកောင်မျိုးက तू तू မှာရှိတဲ့ဤပညာ तू မှာရှိတဲ့အဆင့်မြင့်ထားပါတယ်ဆိုတဲ့အရာတွေကရုရှားထက်တော့တေချာပေါ့နေမှာပဲပေါ့နော် तू က तू ဘယ်လောက်ပဲကူညီပေးကူညီပေးဒီမင်းအွန်လိုင်းစီမှာအသုံးပြုလို့ရတဲ့ကန့်သက်ချက်တွေကအများကြီးရှိတယ်ငွေကြေးပိုင်းတွေပါတယ်အများကြီးရှိရပေါ့အဲကြအဲ့လိုပုံစံမျိုးဖြစ်တဲ့အနေထားမှာကျွန်တော်ဘက်ကဖြစ်နိုင်တယ်ဆိုတဲ့ရာခိုင်နှုန်းကအများကြီးရှိတယ်နောက်တစ်ခုကအခုဒီ ဆုံးရှုံးသွားတဲ့ဟာပေါ့နော်ရုရှားအနေနဲ့တွက်ကြည့်မယ်ဆိုရင်ထောက်လင်းရေးလီရင်တွေပါတယ်ဒါဒါတန်းနေရာနဲ့ချီပြီးတော့ပေးရတဲ့တန်ကြီးရှိတဲ့ဟာတွေပေါ့နော်ပြီးတော့ဘုံကျဲလီရင်တွေအဓိကဘုံကျဲလီရင်တွေအဲ့ဒါတွေအများကြီးပါတယ်အဲ့တော့တန်ဖိုးအနေနဲ့တွက်ကြည့်မယ်ဆိုရင်တက်လာတဲ့သတင်းတွေရတာ9ဘီလီယံပေါ့နော်ဘီလီယံတန်ကြီးရှိရုရှားအတွက်တော့ဒီ9ဘီလီယံကပြောပါလောက်လားမပြောပါလောက်လားမသေးကြပါဘယ်မင်းအွန်လိုင်းအတွက်ဆိုရင်တော့အဲ့ပမာဏကသေချာပေါက်ပြောပါတယ်သေးကြပါဘောအထိနာစီတဲ့ပမာဏဖြစ်တယ်ပေါ့နော်အပြီးတော့ဒီလိုမျိုးဒါငွေကြေးအရဒါမထိကြိုက်ဘူးဆိုရင်တော့မှပစ္စည်းကိုကြည့်မယ် တခုမင်းအောင်လှိုင်ရဲ့အနေထားကလေရင်ကိုအဓိကအားပြုပြီးတော့အသုံးပြုနေရတာအဲအဲ့လေရင်နေအဲ့ပမာဏပျက်စီးသွားပါပြီဟဲ့ဆိုတဲ့ခါကျရင်ရုရှားကတော့သူကသူပြန်ပြီးတော့ထုတ်လို့ရရင်ရမယ်ငွေကြေးရှိလို့သူကသူပြန်ထုတ်လို့ရရင်ရမင်းအောင်လှိုင်မှာအဲ့လိုထုတ်လို့ရတဲ့နေရာလည်းမရှိဘူးသူသူများစီကဝယ်ရအဲ့လိုဝယ်ဖို့အတွက်ပတ်စံသူလိုအောင်မှာအဲ့လိုပေါ့အဲ့တော့သူ့မှာကန့်သက်ချက်ပိုများတယ်သူ့မှာကန့်သက်ချက်ပိုကြီးတယ်ဗောနော်တကယ်လို့ဒီဟာတွေကိုပျက်စီးသွားလို့သူ့မှာပတ်စံရှိတယ်ဆိုရင်တော့မှပဲသူကဝယ်ရအောင်မှာရောက်ရအောင်မှာဆင်ရအောင်မှာပြန်သုံးပြဖို့အတွက်ကိုသူကလုပ်ရအောင်မှာဗောနော်အဲ့တော့အဲ့လိုနေထားရရှိတယ် ပြီးတော့ဒါရုရှားမှာသားပါတော့ဒါရုရှားကောင်ကဒါပူတင်ကသူ့မှာတခြားသောကန္နာတွေနဲ့သူအားကိုးလို့ရတာရှိမြင်အဓိကအခုဆိုရင်ဒါတင့်နေတန်ချက်ကလေးပေါ့နော်အဲဥစ္စာတွေကသူနောက်ထပ်ကန္နာတစ်ခုအနေနဲ့အားကိုးနေရတဲ့အနေဒါမင်းအွန်လိုင်းမှာ၄ရင်းပြင်ပါရှိလို့လဲ၄ချောင်းပြင်ပါရှိလို့လဲမြေပြင်မှာရှိတဲ့သူ့ရဲ့ဒါစစ်ချောင်းနေမြေပြင်မှာရှိတဲ့သူ့ရဲ့တိုက်ခိုက်ရေးတက်တယ်ဆိုတာကအခုလက်ရှိအခြေအနေမှာကြည့်မယ်ဆိုရင်တော်လိုင်းတက်ဖွဲ့တွေကိုရှင်းနိုင်စရာအကြောင်းဝင်ရှိဘူးအဲ့ဒါတကယ်သာကျွန်တော်ကစစ်စင်ရေးအကြီးအခုလိုမျိုးပုံစံမျိုးကြီးတကယ်ကိုစီမံချက်တွေဆွဲပြီးတော့လှုပ်ဆောင်ပလိုက်တယ်လှုပ်ဆောင်လဲလှုပ်ဆောင်နိုင်ခဲ့တယ်အောင်လဲအောင်မြင်တယ်ဟဲ့ဆိုလို့ကတော့မြေမြအဖွဲ့တွေက လုံးဝဒါတက်ကြုံတဲ့အခါမှာစစ်ကောင်စီဘက်ကပေါ့နော်မြောင်းလိုက်စစ်သားတွေကဘယ်လိုမှခံနိုင်ကြအကြောင်းမရှိဘူးလို့ဒါကျွန်တော်မြင်တယ်ပေါ့နော်အခုဆိုရင်ဒါတို့ကမှစစ်ကြောင်းသွားလာပဲဖြစ်ဖြစ်တေချာမသွားရဲကြဘူးမြေပြင်မှာသူတို့ကြီးပဲတိတက်မသွားရဲတဲ့အခါဒေသခံတွေရွာသူရွာသားတွေကိုလုံအောင်ပေါ်တာဆွဲတာမျိုးတွေတစားကန်လှုပ်တာတွေလူသားတိုင်းလှုပ်တာတွေသူတို့ရဲ့စစ်ကြောင်းကြားထဲမှာတယောက်စီတယောက်စီထည့်ပြီးတော့သွားလာမျိုးတွေသူတို့လှုပ်နေကြရတာမြေပြင်မှာသူတို့ဘာသာသူတို့တိတက်ကိုမသွားရဲဘူးအဲ့လိုအနေထားပြီးတော့သွားပြီဟေးဆိုရင်လည်းအဲ ဒီပါစာတွေပေါ့နော်ပါစာတွေအခုတီးရတော့တည်တင်းဆိုစစ်ကြောင်းတကြောင်းမှာတရာထွက်မယ်ဟေ့ဆိုရင်80ရာခိုင်နှုန်းကပါစာတွေကိုထည့်ပြီးတော့သွားတယ်သူတို့ရဲ့တန်တီစစ်သား20ရာခိုင်နှုန်းလောက်ပဲပါတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ဖြစ်နေတာအဲ့တော့90ရာခိုင်နှုန်းလောက်အသုံးပြုတဲ့အချိန်မှာတော့မှပဲသူတို့အဆင်မပြေတာဗျအခုလို80ရာခိုင်နှုန်းလောက်ပါစာတွေကိုအသုံးပြုနေရပြီဆိုတော့ကျသူတို့ရဲ့အချိန်တွေဘယ်လောက်တောင်ဆိုးွားနေပြီလဲ အဲဒါကိုလည်းဒါကျွန်တော်တို့တွေအားလုံးမြေပြင်မှာရှိတဲ့အဖွဲ့တွေကလုံးလာသိတယ်။ပြီးတော့ကျွန်တော်တို့မြေပြင်မှာရှိတဲ့တပ်ဖွဲ့တွေရဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်တွေခံယူချက်တွေဟိုးအမြင်ဆုံးမှာရှိတယ်ပေါ့နော်။လုံးဝမပြည့်မစုံနဲ့တိုက်နေရတာတော့မှပဲစစ်ကောင်စီစကန်းတွေကိုဝင်မကြုံရလို့ဝင်မလုံးရလို့စိတ်တူဒေါသထွက်တဲ့သူတွေအများကြီးရှိတယ်။တကယ်သာပြည့်စုံတဲ့ဟေ့ဆိုတဲ့အခါကြာရင်ပေါ့နော်အများကြီးအရေးတာမှာပြီးတော့ခုနလိုလေကြောင်းအန်ဒီရယ်ပေါ့နော်လုံးဝကိုချိနဲ့သွားတဲ့အခါမျိုးတွေကြာရင်အရန်အရေးတာမယ်ဆိုတာကိုလည်းကျွန်တော်ဒီညနေပြောချင်တယ်ပေါ့နော်။အဲ့တော့မြောက်လိုင်းစစ်တပ်အနေနဲ့ကအခုမြေပြင်မှာသူတို့ရဲ့အင်အားတွေချိနဲ့နေပြီးတော့ဒီလေကြောင်းကိုပဲအဓိကအားပြုပြီးတော့အသုံးပြုနေရတဲ့အချိန်မှာ တော်တော်လေးအထိနာစီနိုင်တဲ့အစ်စင်ရေမျိုးဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့လေကြောင်းနဲ့ပတ်သက်လို့လည်းဒါတက်တိနားလဲတဲ့သူတွေဝင်ပြပေးနေရလည်းအများကြီးရှိသလိုဒါစီမံချက်တွေရေးဆွဲနိုင်ဖို့အတွက်လည်းဒါတောင်းရင်တည်တဲ့ပြည်သူတွေရောပြင်ပြဲသည်တွေရောဒါတွေကအစပေါ့နော်တက်နိုင်တဲ့များတင်အချက်လက်တွေဝင်ပြပေးနေရရှိတယ်အချိန်တစ်ခုတေချာယူပြီးတော့တေတေချာချာညှိမြုပ်နှံပြီးတော့တေချာအသေးစိတ်ကအစစီမံချက်ကိုအသေးစိတ်ရေးဆွဲနိုင်ပြီးတော့လုပ်နိုင်မယ်ဆိုရင် ကျွန်တော်ဒီတော့လည်းရမဖြစ်နိုင်ကြအကြောင်းမရှိဘူးလို့လည်းပြောချင်တယ်။ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့နေရာမှာနေရက်မသွားဘဲနဲ့မဖြစ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အစ်င့်တီလည်းကျွန်တော်တွေးစီချင်တယ်ပေါ့နော်။ပြီးတော့ဒီတိုက်ခိုက်မှုမှာပေါ့နော်။ရုရှားလိုကောင်မျိုးတွေ့တော်မှာအရန်အထိနာတယ်ဟိတ်ဆိုရင်မင်းအွန်လိုင်းတွေ့ဆိုဘလောက်တောင်မှအထိနာမလဲ။တေးကြတဲ့မင်းအွန်လိုင်းတွေ့တာဒီလိုမျိုးဒါတော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်နိုင်လို့အောင်မြင်ခဲ့တယ်ဟိတ်ဆိုရင်လုံးဝပွဲကိုပြတ်တလောက်ကိုဖြစ်သွားမှာ။မင်းအွန်လိုင်းမှာအားကိုးစရာဒီလေကြောင်းတစ်ခုပဲရှိနေတာပေါ့နော်။အဲဒါကြတော့အာကျွန်တော်အားလုံးပြောကြသလိုပါပဲ။ပြန်နေတဲ့ငှက်ကိုကျွန်တော်တို့ပြစ်ဖို့အတွက်ခဲရင်နေတယ်။ အဲပြီးတော့ခက်ခဲနေတယ်ဆိုရင်အဲအတိုက်ထဲမှာရှိတဲ့ငှက်တွေကိုလှုပ်ဖို့ဒါမှမဟုတ်လေသူတို့ရဲ့အတိုက်ကိုအဲဘင်းပြစ်ဖို့ပေါ့နော်တိုက်ခိုက်နိုင်ဖို့အတွက်က ဘယ်လောက်ထိအရေးပါတယ်လဲဘယ်လောက်ထိပို့ပြီးတော့လွယ်ကူပြီးအချိုးမြတ်များမလဲဆိုတဲ့ဟာကိုသိသာစေတယ်ပြန်နေတဲ့ကောင်ကတကောင်ထဲကိုပြစ်အောင်မယ်ရက်နေတဲ့ကောင်ဆိုရင်၄၅၀ကောင်လည်းရှိနိုင်တယ်ဆိုတော့လည်းသိစေချင်တယ်နောက်တစ်ခုကတပြိုင်တည်းလှုပ်ဆောင်နိုင်တဲ့အပိုင်းနေပါနော်အဲကြတော့တနေရာမှာတိုက်ခိုက်နေလို့နောက်တနေရာဒီတနေရာကိုလာကူလာမျိုးလှုပ်လို့မရအောင်ရှင်းမြတ်လေးတက်စကန်နေအကုန်လုံးဝိုင်းပြီးတော့လှုပ်လို့မရဘူးလားပေါ့နော်အခုဆိုရင်ကိုပဲဒါကျွန်တော်တို့ဒါ short term အနေနဲ့တသွားပြီးတော့လှုပ်ဆောင်နေတဲ့အပိုင်းနေရှိတယ်အဲကြအပြုံလိုက်ပေါ့နော်အခုကျွန်တော်တို့တရေပြောမယ်ဟာဆိုရင်ဒါတုတ်ယူစရာဆိုရင် Ukraine က drone အစင်းကြီးယာနဲ့ချီပြီးတော့အသုံးပြုတာပေါ့နော်အဲ့တော့အဲ့ထဲမှာပါတဲ့ဒစည်းမဟုတ်ဒစည်းတော့ drone တွေ drone တွေဟာပေါ့နော်ရုရှားစစ်တပ်ရဲ့တကယ်ကိုအရေးပါပါတယ်တံမိုးကြီးပါတယ်ဆိုတော့ဒီလေရင်တွေကိုတိုက်ခိုက်နိုင်လိမ့်မယ်ဆိုတာသိကြတယ်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ